ချမ်းပြည်အစီပိုင်းထိုင်းမြန်မာနယ်စပ်အနီးမှာဒေသခံပြည်သူတွေရဲ့ချမ်းသာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့မြေရှားတပ်ထုတူဖော်နေရလို့ SHF ရှမ်းလူအခွင့်အရေးမှန်းနိုင်အဖွဲ့အစည်းကမေလ15ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ဂျိုရုတပ်ပုံမှတွေ့ရှိချက်အရအဆိုပါမြေရှားတပ်ထုတွင်ဟာချမ်းပြည်နယ်အစီပိုင်းမိုင်းဆက်မြို့တောင်ဘက်မိုင်းယွန်းဒေသ ဝါပြည်နယ်သွေးစည်းညင်ညွတ်ရေးတက်မတော် UWSA တက်ဖွဲ့ထိန်ချုပ်ထားတဲ့နေမြေထဲမှာရှိတာပါ။တပ်ထုတွင်နှစ်ခုရဲ့ပုံရိပ်ကိုထင်ရှားစွာတွေ့ရပြီးအဆိုပါတပ်ထုတွင်မှဆွန့်ပစ်ပစ္စည်းတွေဟာနမ်ခုံမြစ်ထဲစီးဝင်လာကြောင်းရေရင်မြစ်ကိုညဉ့်ဉန်းစီတယ်လို့နမ်ခုံမြစ်ဟာထိုင်းနိုင်ငံဘက်ကပါစီးဆင်းနေရကြောင်းနှစ်နိုင်ငံနယ်စပ်ပြည်သူပေါင်းတသန်းကျော်ရဲ့ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်လာမယ့်အရေးစိုးရိမ်ပွဲရရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အဲ့ဒီတက်ထူတွင်းနေဟာကချင်ပြည်နယ်တရုတ်ကုမ္ပဏီတွေတူဖော်နေတဲ့ပုံသဏ္ဍာန်တူတဲ့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့နေလန်အုံပြုတဲ့တောင်တွေကိုအပေါက်ဖောက်ပြီးပိုက်လုံးကနေတဆင့်ဓာတုပစ္စည်းတွေလောင်းထည့်တယ်ပြီးတော့ဓာတုရေတွေကန်နဲ့ပြန်ထည့်ပြီးနေရှားတက်ထူထုတ်တယ်လို့ဆိုပါတယ်ကျောင်းမှတ်တမ်းပုံတွေရမိုက်ဆက်မျိုးတွေကမြေရှားတက်ထူတွင်ကို2023ခုနှစ်ကနေ2024နှစ်လယ်ပိုင်းတနင်္လာမှာတွေ့ရှိပါတယ် တထုတူဖော်ရာကြောင့်မြေပြိုရာမြေပေါ်မြေအောက်ရေစိတ်တန်တာနဲ့ငားနှင့်တော်ရင်တိတ်ဆန်နေတည်ဆုံတာစိုက်ပျိုးပင်တွေထိခိုက်တာတွေဖြစ်ပေါ်စေရလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဆိုပါဒေသမှာရွှေလဲတူဖော်နေရာကြောင့်ငကောကစိတ်တင်နေတဲ့နမ်ခုတ်မြစ်ကိုပုံမဆိုးဝါးစွာညဉ့်ညမ်းစေပါတယ်။နမ်ခုတ်မြစ်ဟာထိုင်းနိုင်ငံချင်းမိုင်ချင်းရိုင်စရစ်ခရိုင်တွေကိုဖြတ်သန်းပြီးမဲခေါင်မြစ်ထဲစီးဝင်လာတာကြောင့်မြစ်ကမ်းတစ်လျှောက်နှစ်နိုင်ငံပြည်သူတွေရဲ့ချမ်းမာရေးကိုချိမ့်ချောက်နေရာကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့အစောတလင်စုံစမ်းကအများပြည်သူလူထုကိုထုတ်ဖော်ပြသဖို့လိုအပ်ကြောင်းတိုက်တွန်းထားပါတယ်